ထင်တဲ့ဖနက်ပဲရအောင်မလဲပုံမှန်အဖြစ်ကြည့်မယ်ဆိုလို့ရှိရင်ဖနက်ကလူတစ်ယောက်မှာအကျန်းပြင်း average 300လောက်တော့ရှိတယ်အိန္ဒိယကတော့အများကြီးပဲဝယ်တယ်ဖနက်ကတစ်ခေါက်ဝယ်ပြီးလို့ရှိလို့ရှိရင်အနည်းဆုံးတစ်နှစ်6လအဲ့လောက်နေမှနောက်တစ်ရံထပ်ဝယ်တာများတယ်ပေါ့နော်အဲ့တော့ဝယ်လိုအားရကြည့်မယ်ဆိုလို့ရှိရင်ဖနက်ကဝယ်လိုအားကနည်းတယ်ဒါပေမဲ့ဆိုင်ရကြည့်မယ်ဆိုလို့ရှိရင်ဖနက်ဆိုင်ကတော်တော်တန်ရရောက်ွက်တစ်ခုမှဆိုလို့ရှိရင်အများကြီးမရှိတော့ဘူးဖနက်ဆိုင်ကနည်းတတ်တယ် ဒါပေမဲ့အဝယ်စားဆိုင်ကတော့အများကြီးရှိတဲ့တယ်အဲ့တော့ဆိုင်ပြိုင်ဆိုလို့ရှိရင်အဝယ်စားဆိုင်ကများမယ်ဖက်နှက်ဆိုင်ကဆိုင်ပြိုင်တော့နည်းလိမ့်မယ်နောက်တစ်ခုကကြတော့ခုနပြောတဲ့ဝယ်တဲ့အရေအတွက်အဖြစ်ကြည့်မယ်ဆိုလို့ရှိရင်တော့အဝယ်စားကအရေအတွက်ဝယ်တာများမယ်အကျင့်ရည်များမယ်ဖက်နှက်ကဝယ်တဲ့အကျင့်ရည်နည်းမယ်ဝယ်တဲ့အရေအတွက်နည်းမယ်ဒီတော့ဈေးကွက်ကိုနားလည်ဖို့လိုပါတယ်ဖက်နှက်ဆိုင်ဖွင့်မယ်ဆိုလို့ရှိရင်ကိုဖွင့်မဲ့ရက်ကွက်ဒါမှမဟုတ်ကိုဖွင့်မဲ့မြို့နယ်မှာ ဌာနဆိုင်ဘယ်လောက်ရှိလဲဆိုတာကိုအရင်ဆုံးလေ့လာပါပြီးရင်အဆင့်၁ဆင့်၂ဆင့်၃ဆင့်ခွဲလိုက်ပါပထမဆင့်ဌာနဆိုင်တည်တည်လေးဒုတိယဆင့်ဌာနဆိုင်အလက်ပစ္စည်းမစုံတစုံလေးတတိယဆင့်ဌာနဆိုင်အကြီးပစ္စည်းစုံစုံရှိတဲ့ဆိုင်ဘယ်ဆိုင်ရှိလဲဆိုတာကိုချရေးပါပြီးရင်ကိုဖွင့်မဲ့ဆိုင်ကဘယ်အဆင့်နဲ့ပါလဲအသေးသေးပါလားလက်ထဲပါလားအကြီးသေးပါလားကိုကြည့်ပါရက်ကွက်ထဲမှာဆိုင်သေးတွေပဲများနေတယ်ဆိုင်လက်တွေပဲရှိနေတယ်ဆိုင်အကြီးမရှိသေးဘူးဆိုလို့ရှိရင်တော့ဆိုင်ကြီးကြီးဖွင့်နိုင်မယ်ဆိုလို့ရှိရင်တော့ဌာနဆိုင်ဖွင့်နေပါတယ် ပစ္စည်းစုံရမယ်ဝင်စားမှုကောင်းရမယ် cross save app စေပိုင်အောင်နိုင်အောင်သုံးနိုင်ရမယ်ဒီကဝေါ်ထဲမှာတင်ပေးထားတယ် cross save ဘယ်လိုရောင်းလဲ app စေဘယ်လိုရောင်းလဲဆိုတာတင်ပေးထားတယ်ဝင်ကြည့်လို့ရတယ်ပေါ့နော်အထည်တိုင်းဖွင့်မယ်ဆိုလို့ရှိရင်တော့အခုခဏခဏဗီဒီယိုတွေအများအားတင်ပေးထားပါတယ်ဝေါ်ထဲမှာအထည်တိုင်းဖွင့်မယ်ဆိုလို့ရှိရင်တော့ပြန်ကျဲနေအောင်မရွေးနဲ့လူတွေကခဏခုကိုလုံးကိုပါပုံစံအမျိုးမျိုးရှိတယ်တကယ်အမျိုးမျိုးရှိတာပိန်နဲ့လူဝါနဲ့လူ excel အခုတကယ်တမ်းထောက်ထားတာက small တို့ medium တို့ large တို့ excel တို့ပဲရှိတယ်အကြမ်းမြင့်ကြည့်မယ်ဆိုလို့ရှိရင်ဒါပေမဲ့ခဏခုအချိုးအစားတွေက ် small medium လားသုံးခုပဲရှိတာမဟုတ်ဘူးအများကြီးပဲရှိတယ်ပိန်တဲ့ကောင်ပြားတဲ့ကောင်ဝါတဲ့ကောင်ခနာကိုရက်ကျဲတဲ့ကောင်အစုံပဲဒါပေမဲ့ဖနက်ကကြတော့အလောက်ဆုံးတင်နေမလို့အင်ကြီးကတော့အများကြီးအစုံပဲတင်ရမယ်ကိုကကျဲပြန့်ရင်ကျဲပြန့်တယ်လို့ချဲ့ရင်ချဲ့တယ်လို့အင်ကြီးဆိုင်ရဆန့်အများကြီးကုန်ပါတယ်အရင်ကအများကြီးပဲကုန်ပါတယ်စိုင်သေးဖွင့်မယ်ဆိုလို့ရှိရင်တော့စိုင်တိုင်းနဲ့အများကြီးပဲရှိပါတယ်အကိုဆိုလို့ရှိရင်တော့ပတ်စံနိုင်တယ်ဈေးွက်ကိုဖူးနိုင်မယ်ဆိုလို့ရှိရင်တော့ဖနက်ဆိုင်ကိုရေးမှဖြစ်ပါတယ် ။နောက်အခုအများအားပြောသလို market ကို research လုပ်ပါ၊ customer ကိုနားလည်အောင်လုပ်ပါ၊ဈေးကွက်ကနေပြီးတော့တောင်းနေတဲ့အတန်ကိုကြားနိုင်အောင်ကြိုးစားပါ။ဒါလေးကိုလုံးမလုပ်တတ်ဘူးဆိုလို့ရှိရင်တော့လာမဲ့6လပိုင်း9ရက်နေ့မှာအခုတင်နှန်းရှိပါတယ်။လာပြီး join လို့ရပါတယ်။မသိကြတဲ့ရှိရင်ပုံလုံးလည်းမေးချင်တာမေးသွားလို့ရပါတယ်ကုန်ပါမှာ။နောက်ဗီဒီယိုမှာကြည့်တွေ့ကြပါမယ်။